တုံနှစ်ရွယ်ကလေးကထားသွားခဲ့တဲ့ဖခင်ဖြစ်သူရုပ်ရှင်မင်းသားအကြောင်းကိုထုတ်ပြလိုက်တဲ့မိုးဇတ်ချိုအလုံးမဲမင်္ဂလာပါဗမစ်နောင်ကနေကျေးဇူးလိုက်ပါတယ်မိုးဇတ်ချိုက Miss Universe Insane 2025ကိုရှင်ပြိုင်တော့မဲ့လှမယ့်တယောက်ဖြစ်ပြီးသူ့ရဲ့ဖေကတော့နာမည်နှလုံးနဲ့မင်းသားတယောက်ဖြစ်ပါတယ်အရင်မင်းသားကမိုးဇတ်ချိုတုံနှစ်ရွယ်ကလေးကထားသွားခဲ့ပြီးနောက်ရင်တောင်ပြုတ်သွားခဲ့တာပါ မိုးစချိုကသူ့ဖေကိုဆက်သွယ်ပေးမယ်လေအတွေ့မခံတာကြောင့်မိုးစချိုကသူ့ရဲ့အဖေရင်ကိုတွေ့ဆုံခွင့်ရဖို့အလှမဲ့ပြန်ပွဲကိုဝင်ပြိုင်တော့မှာပေါ့မိုးစချိုရဲ့အဖေဖြစ်သူမင်းသားကလက်ရှိမှာလည်းအိမ်တောင်ရှိပြီးကလေးနှစ်ယောက်ကိုမွေးဖွားထားတယ်လို့ဆိုပါတယ်မိုးစချိုကအသက်22နှစ်ပြည့်မွေးနေ့မှာအဖေကိုကြောချင်တာကြောင့်ဆက်သွယ်ခဲ့တာပေါ့ဒါပေမဲ့အဖေဖြစ်သူကတော့အဆက်အသွယ်မခံပဲရှောင်သွားခဲ့ပါတယ်လက်ရှိမှာတော့အရင်မင်းသားကနောက်ရင်ထောင်ထဲမွေးထားတဲ့ကလေးနှစ်ယောက်ကိုအရန်ချစ်ပြီးမိုးစချိုကတော့ဂရုမစိုက်ခဲ့ပါဘူး နမဲနှလုံးနဲ့မင်းသားကသူ့ကလေးရဲ့အကြောင်းကိုလည်းမကြောက်ခဏထုတ်ပြောတတ်တယ်လို့အင်နာဗျူရီမှလည်းတူတူဖြေခဲ့ဖူးပါတယ်။သူတို့မိသားစုကချစ်စရာကောင်းတာကြောင့်ပရိသတ်တွေကတော့သဘောကျခဲ့ရပေမဲ့နောက်ွယ်မှာတော့ဒီလိုဖြစ်ပျက်တွေရှိနေတာကိုဘယ်သူမှမသိခဲ့ကြပါဘူး။မိုးစော့ချိုအားဆယ်တန်းဖြစ်ဖို့အတွက်သကောင်စင်းလိုအပ်တော့ကသူ့အဖေဖြစ်သူမင်းသားထံကိုဖုံးဆက်ခဲ့ပါတယ်။ မင်းသားရဲ့ဇနီးကပဲဖုံးလာကန်ပြီးတော့မိုးဆက်ချုပ်ကို DNA စစ်ပေးဖို့နဲ့ကွာရှင်းစာချုပ်ပေးဖို့အတွက်ပြောခဲ့တာပေါ့မင်းသားရဲ့ဇနီးဖြစ်သူကမိုးဆက်ချုပ်ကိုတစ်ပေမဲ့လည်းအဖေနာမည်ပြောင်းလဲဖို့ကိုပါပြောခဲ့ပါတယ်အဲဒါကြောင့်မိုးဆက်ချုပ်ကပုဂိုလ်ထီသွားပြီးမှပုံတင်ကိုသွားလုပ်ခဲ့ရပါတယ်အရင်မင်းသားကလက်ရှိသူ့ရဲ့ဇနီးပြောသမျှကိုအကုန်လိုက်လုံနေရတဲ့ဆိုတဲ့အကြောင်းကိုမိုးဆက်ချုပ်ကသိပါတယ်သူ့ရဲ့ဇနီးကမိုးဆက်ချုပ်ကိုအဖေရင်းရှိပေမဲ့အဖေနာမည်ပြောင်းဖို့ထီပါပြောခဲ့လို့ဘရဒတ်တီကစိတ်မကောင်းဖြစ်နေကြတာပေါ့မိုးဆက်ချုပ်ရဲ့အမေကလည်းနောက်ရင်တောင်ပြုတ်သွားပြီးအဖေက လည်းသူ့မိသားစုနဲ့ပြောနေပါတယ်။အမေဖြစ်သူကတော့လိုလေသေးမရှိထားပေမဲ့သူ့အတွက်တော့မေတ္တာတရားလိုအပ်နေတာပေါ့။ငငယ်တော်ကတော့မိုးစက်ချိုကအဖေကိုစိတ်နာပေမဲ့အရွယ်ရောက်လာတဲ့အချိန်မှာတော့အဖေကျေးဇူးတွေကိုသိလာခဲ့ပါတယ်။ သူ့အဖေကရန်ချစ်ပြီးစာရီလဲပို့ပေမဲ့မင်းသားကတော့လုံးဝစာမပြန်ခဲ့ပါဘူး။မိုးဆက်ချွာအလှမဲ့လောကရဲကိုဝင်ရောက်လာကြတဲ့ကသူ့အဖေကိုတွေ့ချင်တာကြောင့်ဖြစ်ပါတယ်။အဖေကမင်းသားဖြစ်နေလို့အနုပညာလောကရဲကိုဝင်မသာတွေ့နိုင်မှာဖြစ်ပြီးသူ့အဖေကိုတစ်ချိန်လောက်ဖတ်ထားချင်တယ်လို့ဆိုပါတယ်။မိုးဆက်ချွာကသူ့တသက်မှာအဖေဖြစ်သူကိုအပြစ်မမြင်ဘူးတာ၃ချိန်ပဲမြင်ခဲ့ဘူးပါတယ်။ သူအဖေကိုတရိယာတိုင်းမှာ TV ကနေပဲကြည့်ပြီးအလွမ်းဖြစ်နေခဲ့ရကအဖေလို့ခေါ်ခွင့်မရှိပဲကြည့်ပြလာခဲ့ရပါတယ်။အဆောက်အအုံရရပြပြစုံစုံနေနေရပေမဲ့မိုးဆက်ချိုကတော့မိဘမြတ်တာကိုလိုချင်နေတာပေါ့။ရိမင်းသားကမိုးဆက်ချိုဆိုတဲ့သမီးတယောက်ရှိခဲ့တာကိုမေ့ထားခဲ့ပြီးအရှိသားသမီးနှစ်ယောက်ကိုတော့အပြေဝပတ်မိုးပေးနေတဲ့သူပေါ့။မိုးဆက်ချိုကတော့ပညာရေးကိုဆယ်တန်းနဲ့နားထားခဲ့ပြီးအလှမဲ့ပြိုင်ပွဲကိုအဖေကိုတွေ့ချင်တာကြောင့်ပြိုင်တော့မှဖြစ်ပါတယ်။မိုးဆက်ချိုကသူ့ဘဝကိုအယောင်ဝမ်းနေနေကသူ့မှာဘာဖြစ်ရှိလို့ထားသွားရတာလဲဆိုကောင် ဖေဖြစ်သူကိုမေးချင်နေပါတယ်။သူများတွေကမိဘဆော်ဆော်လင်းလင်းနဲ့နေနေရတဲ့အချိန်မှာမောဆချိုကတော့သူများတွေကိုငဲကြည့်နေကြရပါတယ်။သမီးဖြစ်သူကတောင်းဝင်မယူတဲ့အပြင်အဆက်အသွယ်လောက်တာမခံပဲအဖေနာမည်ပါပြောင်းခိုင်းတဲ့မင်းသားနဲ့သူ့ရဲ့ဇနီးကိုတော့ဘရက်ဒတ်တွေကစိတ်ဝင်စားနေကြပါတယ်။သုံးနှစ်ရွယ်ကလေးကသမီးအရင်ကိုထားသွားပြီးနောက်ရင်တောင်ပြုတ်လိုက်တဲ့နမဲနှလုံးနဲ့မင်းသားဟာဘသူဖြစ်မလဲဆိုတော့ခမမခမမပြေးခဲ့ပါအောင်နော်။ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်မားရဲ့ page ကို like and follow လေးလက်ခွဲကြပါအောင်နော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။